ဟုတ်မေးရဒရွန်များဒရွန်များမဟုတ်ပါနော်ကျွန်တော်3-4လောက်ရှိမေးနေတာပေါ့နော်အဲဒီသွားကျဲလို့ပေါ့နော်ခုမယ်ဆို3မျိုးရှိတယ်လေကျွန်တော်တို့အာဒီပထမအဆုံးကတော့သွားဖားရဲဈေးနဲ့ပြင်ဖားတာပေါ့နော်နောက်တစ်ခုကဗနီယာကတ်တာရဲနောက်ဆုံးတစ်ခုကသွားညှိတာရဲပေါ့နော်အဲအဲ့လိုဆိုတော့ဈေးအသက်သာဆုံးကတော့သွားဖားတာဖြစ်ပါတယ်ပေါ့နော်သွားဖားတာကလေဟိုဟိုအရင်တော့လို့အရင်ခေတ်တည်းအားဆိုသွားကြအဲသွားနှစ်ခုကျဲတဲ့နေရာလောက်ကိုပဲ ဖာတာဗောနော်အဲ့လိုအဲ့နေရာလေးကိုပဲကတ်ပြီးတော့အဲ့လိုဖာလိုက်တာဗောအခုခေတ်ကျအဲ့လိုမဟုတ်တော့တောင်းရဲ့မျက်နှာပြင်ပေါ်တခါရဲ့အပေါ်အနေကိုကျွန်တော်လက်သေးအတုကတ်လို့မျိုးလေးဘီလာမြေကိုင်းလို့လို့ဖို့ပြီးတော့အုပ်အုပ်လိုက်တာဗနီယာပုံစံမျိုးဗောနော်ကွန်ပိုစစ်ဗောနော်ဖာရဲ့သွားဖာရဲ့ဟာကိုပဲဗနီယာပုံစံမျိုးသွားဖာလိုက်တဲ့ပုံစံဗောနော်အဲအဲ့လိုမျိုးနဲ့လေကျွန်တော်တို့ဒီသွားချဲအဲ့လိုမျိုးဖုန်းလိုက်တော့ကြောင်းတာပါလဲဆိုတော့တွားအဖားထားမှမသိရတော့ဘောနော်ဟိုလိုမျိုးဘေးကိုပဲအရင်ခေတ်ကလိုမျိုးဖားရယ်ဆိုရင်ကြတော့ ဟိုတွန်းကတည်းအောင်ဟိုဟိုအားနဲ့အယောင်တူရယ်ဆိုတော့အလယ်မှာအဲ့လိုမျိုးအအစင်းချောင်းကြီးပေါ်နေတဲ့တယ်ပေါ့နော်အဲ့လိုမျိုးရှိတဲ့တယ်အာအဲ့တော့ပါတယ်ဟာဈေးကတော့လေကျွန်တော်ခမန်းတာတော့နော်ဟိုဟာလောက်ကဆက်ရှိမယ်ထင်တယ်ဟိုဈေးအသက်တာဆုံးပေါ့နော်ဈေးအဲ့လိုဈေးအသက်တာမဲ့အဲ့လိုဈေးချိုရယ်ဈေးကန်းနေဆိုရင်တော့အဲထင်တာပေါ့လေကျွန်တော်ကျွန်တော်၄သောင်းလောက်ကတော့ဆက်ရှိလောက်မယ်ထင်တယ်၄သောင်းနဲ့တချောင်းပေါ့နော်ကျွန်တော်ထင်၄သောင်းနဲ့တသိန်းချားလောက်တော့ မှန်ဟာပေါ့နော်အဲ့လိုမျိုးသွားတစ်ချောင်းဘာလို့သွားနှစ်ချောင်းပါမယ်ဆိုအနည်းဆုံးတော့အဲ့လိုတစ်ချောင်းအနည်းဆုံး၄000နဲ့တသိန်းကျတော့ကိုသွားမယ်စီကန်းနဲ့ဈေးနှုန်း PY ဈေးနှုန်းဝင်ပြီးတော့ချက်တော့ဟိုကလုတ်ကြည့်လိုက်ပေါ့လေအဲ့လိုမဟုတ်ဘဲနဲ့ဟိုအဲ့လိုအဲ့အဲ့ထက်ဈေးနည်းနည်းဟိုကကြီးတာတော့ဗနီယာဗနီယာနဲ့အော်တိုနဲ့ဆိုဟိုကဘယ်ရပိုဈေးကြီးလဲဆိုရင်လေတိတ်မကွာဘူးလားပြန်ဈေးတကယ်ဗနီယာကပ်ပြီဆိုဈေးကြီးတယ်ဗနီယာလည်းဈေးကြီးတယ်အော်တိုက ဒီဒီခေတ်အနေထားနဲ့အော်တိုအရောင်နည်းနည်းဈေးတက်တာရင်တက်တာအောင်မယ်ဟိုမအော်တိုသွားညိလိုက်လို့ဥပမာဖြင့်ဟိုအနည်းဆုံးပေါ့အခုချက်ဈေးကန်းလေးဆို10သိန်းတို့12သိန်းတို့နဲ့လုံနေတဲ့ဈေးကန်းတွေအောင်ရှိရပဲလေအဲဆိုအနည်းဆုံးတော့အလောက်ကနေဟိုဖြစ်မယ်ဆိုဗနီယာကပ်ပြီဆိုတချောင်းအနည်းဆုံးဟိုလောက်ရှိရ9သိန်းလောက်ရှိအနည်းဆုံးဗနီယာကပ်မယ်ဆိုရင်လေ10သိန်းလောက်ကုန်ပါပဲ၄ချောင်းလောက်ကပ်ပြီဆိုသိန်း20လောက်ကုန်ပါပဲအဲအဲ့လိုမျိုးပဲတွားညိတာကတော့ ဟိုနှစ်ချောင်းလိုကျဲတာမျိုးတို့ပါလို့ဆိုစီရယ်ဆိုရင်အနည်းဆုံး12တိန်းလောက်12တိန်း18တိန်းဟို supplication bracket တွေဆိုရင်အဲ22တိန်းလောက်ကစားရှိရဲအများကြီးအတိန်း60 100လောက်ထိရှိရဲ brace တွေကလေမျိုးစုံရှိရဲအဲ့လိုဆိုတော့ကိုဘလော့ဘတ်ဂျက်တုံးရပြီးတော့အချိန်ပေါ့လေအခုမီးရဲ့လူကဟိုမီးရဲ့ဟိုဟိုအမအမပေါ့နော်အမကအဲအချိန်ဘလော့ပေးနိုင်တယ်ပေါ့နော်ဟိုသွားဖားတာရောဗနီယာကတ်တာရောကတော့ ရပိုင်းနဲ့ပြီးရကိစ္စတွေပေါ့နော်။တောင်းကြီးကကျတော့တနေ့ခွဲလောက်ကြာလိမ့်မယ်။တောင်းကြီးရကြတော့လေ။အဲ့လိုဆိုတော့ကိုအချိန်ပေးနိုင်တယ်မယ်။တောင်းကြီးလို့ရတဲ့ဟိုနောက်ဆုံးရလက်ပေါ့ result ကတော့ကိုတသက်လုံးစီသွားမှာပေါ့နော်။ဖာတဲ့ဟာတို့ဗနီယံကတ်တာတို့ကြာအတုတယ်။အတုဆိုတော့ထိမ့်သိမ်းရတယ်ပြုပြင်ရတယ်လဲရတယ်သွားကြီးတာကြတော့တသက်လုံးဖြစ်တဲ့အတွက်ကြောင့်လဲเสียအောင်လို့ကိုနဲ့တသက်လုံးပါသွားပြီးအဲအဲ့လိုမျိုးတော့ ကောင်းကျိုးဆိုးကျိုးတွေရှိတယ်ဗောနော်ဈေးနှုန်းအပြင်ကတော့ပထမတစ်ခုကတော့ဈေးအရင်သက်သာတယ်ဗောဆိုသွားဖာတယ်လောက်ပဲရှိတယ်ဒါပေမဲ့ကျန်တဲ့နှစ်ခုကတော့ဒီကေရန်ပြောင်းချင်းချင်းဈေးကသိမ့်မကွာဘူးသွားညိတာအောင်ကိုကအရေးကြသွင်းလို့ရတော့နည်းနည်းတော်ရင်တော်အောင်မယ်အဲ့ဒါဆိုတော့အဲ့လောက်တော့ရှိရပါဗောနော်